အလုတ်ရှင်တွေအနေနဲ့ကိုယ့်ရဲ့ဝန်ထမ်းအနေနဲ့ relationship ကောင်းကောင်းတစ်ခုတည်ဆောက်ထားခြင်းနဲ့ဆိုလို့ရှိရင်တော့ဒီ၃ချက်ကိုမဖြစ်မနေကျွန်တော်တို့လုပ်ပါအဲ့တော့ကျွန်တော်တို့လုပ်ငန်းရှင်တွေကကျွန်တော်နဲ့တူတဲ့လုပ်ငန်းရှင်တွေကပြောကြတယ်ကျွန်တော်လုပ်မှလူတွေမမြဲဘူးထွက်လိုက်ဝင်လိုက်ဖြစ်နေတယ်ဘယ်လိုလုပ်အောင်မလဲဆိုပြီးတော့မှကျွန်တော်တို့လာမိတယ်အဲ့တော့ကျွန်တော်ကတော့ဒီ၃ခုကိုကျွန်တော်ကျင့်သုံးတယ်အဲ့တော့ကျင့်သုံးတဲ့အခါမှာဘာဖြစ်လဲဆိုဝန်ထမ်းတွေမြဲတယ်နောက်ထပ်နီးလန်းတွေတော့အများကြီးရှိနေတာပေါ့နော် Okay အဲ့ဒီ၃ခုကကျွန်တော်တို့ပါလဲဆိုတော့နံပါတ်၁တစ်ချက်ဒီကိုယ့်ရဲ့ဝန်ထမ်းတွေကသူတို့ရဲ့လှုပ်ဆောင်ချက်တွေကကော ောင်းနေသူတို့ဟာကောင်းကောင်းလုံးနိုင်နေတော်တယ်ဆိုလို့ရှိရင်ဘာလုပ်တာလဲဆိုတော့လူတွေရှေ့မှာချီကျူးတာ public မှာချီကျူးတာတားလို့တာတော့အရန်ကောင်းတယ်เนาะတမီးလို့တာတော့အရန်ကောင်းတယ်မင်းလို့တာတော့တော်တော်ကောင်းတယ်ဆိုပြီးတော့မှချီကျူးတာအဲ့တော့အဲ့လိုချီကျူးခြင်းအားဖြင့်ဝန်ထမ်းတွေကဘာဖြစ်လဲဆိုတော့သူ့ကိုယ်သူဂုံရှိတယ်လို့ခံစားရတယ်ပြီးရင်ကိုယ်နဲ့လဲပို့ပြီးတော့မှ attach ဖြစ်တယ်เนาะဒါကနံပါတ်1တစ်ချက်လောက်ရမယ်တစ်ချက်နံပါတ်2တစ်ချက်ကတော့ကျွန်တော်တို့ဘာလောက်ရမှာလဲဆိုတော့သူ့ကို feedback ပေးစရာရှိပြီဆိုလို့ရှိရင်အာလူ껙ရမှာ feedback ပေးလူတွေရှိမှာ feedback မပေးနဲ့အပြစ်ပြောတာပြောတာမဟုတ်ဘူးเนาะအဲ့တော့ကျွန်တော် feedback ပေးရတယ် feedback ပေးတဲ့အခါမှာ ਨੇ ကျွန်တော်တို့ကသူ့ ူ့ကိုအပြစ်တင်တာမျိုးမလုပ်အောင်အပြစ်တင်တာမျိုးလုပ်တဲ့အခါမှာမင်းလောက်တာအသုံးဝမချဘူးမင်းလောက်တာအကုန်လုံးမှားနေတယ်အလကားပဲဆိုပြီးတော့မှကျွန်တော်တို့မပြောအောင်အဲ့တော့ဘာလို့ ਆ မှာလဲဆိုတော့ကျွန်တော်တို့ခေါ်တာတော့ sandwich feedback လို့ခေါ်တယ်အဲ့တော့ sandwich feedback ဆိုတာဘာလဲဆိုတော့ကျွန်တော်တို့ sandwich ထားတဲ့အခါမှာကျွန်တော်သိလိမ့်မယ်နော်ပထမတစ်ချက်ကြီးပေါင်းမလာလိမ့်မယ်အဲ့တော့အတွင်းထဲမှာမှအသားတွေတို့နော်ကျွန်တော်တို့ကအသီးအရွက်တွေတို့ပါတယ်ပြီးပြီဆိုမှနောက်ထပ်ဘာနဲ့ပြန်ပြီးတော့မှအုပ်လိုက်လဲဆိုတော့ပေါင်းမနဲ့ပြန်ပြီးတော့မှအုပ်လိုက်တယ် အဲ့တော့ပြောချင်တာကဘာလဲဆိုတော့ကိုယ်ဝန်ထမ်းတယောက်ကိုကိုက feedback ပေးတော့မယ်အပြစ်ပြောတော့မယ်ဆိုလို့ရှိရင် तू အပြစ်တွေကြီးအစမပြောနဲ့အစပိုင်းမှာပါပြောရမှာလဲဆိုတော့ तू လှုပ်ထားတဲ့အရာလေးတွေ तू ကောင်းထားတဲ့အရာလေးတွေ तू တော်ထားတဲ့အရာလေးတွေကိုကျွန်တော်တို့ကပြောရမှာပြောပြီးပြီဆိုလို့ရှိရင်တော့အလေကောင်းမှာကျတော့ကျွန်တော်တို့ဘာလုပ်ရမှာလဲဆိုတော့သူ့ကိုကို ပြောင်းလဲစေခြင်းတဲ့အရာလေးတွေเนาะ तू ပြောင်းလဲရမယ့်အရာလေးတွေကို positively ကျွန်တော်တို့ပြောတာ positively ပြောတာတားလှုပ်ထားတာဒါလေးတွေကကောင်းတယ်နောက်တစ်ခုကတားလှုပ်ထားတဲ့ထဲမှာဒီဟာလေးတွေကတော့ဒီလိုပြုပြင်ဖို့လိုတယ်ဒီလိုပြောင်းလဲဖို့လေးတွေလိုနေတယ်ဆိုပြီးတော့မှကျွန်တော်တို့ပြောမယ်အဲ့တော့နောက်ဆုံးကတော့ဘာနဲ့ဆုံးသက်မလဲဆိုတော့ခုန sandwich feedback အတိုင်းပဲကျွန်တော်တို့တားလှုပ်နိုင်တယ်ဆိုတာကိုဆရာသိတယ်နော်သမီးလှုပ်နိုင်တယ်ဆိုတာကိုဆရာနားလည်ထားတယ်တားလှုပ်နိုင်တယ်သမီးကလှုပ်နိုင်တယ်တော်တယ်အဲ့တော့အဲ့အတိုင်းလှုပ်မယ်မဟုတ်လားဆိုပြီးတော့မှကျွန်တော်တို့အဆုံးသက်လိုက်မယ်ဆိုလို့ရှိရင်သူဒီနာခံခြင်းနဲ့စိတ်ကျွန်တော်တို့ပေါက်နေမယ် နံပါတ်3တစ်ချက်ကတော့ကျွန်တော်တို့ဘာလို့မှာလဲဆိုတော့အခုလုံမဲ့အရာတွေကောင်တယ်ဖောမဲ့ project ကိုကိုကသိမထားဘူးလုပ်ငန်းရှင်တယောက်အနေနဲ့သိမထားဘူးကျွမ်းကျွမ်းကျင်ကျင်ရေးသိမထားဘူးဆိုလို့ရှိရင်ဘာလို့ရမှာလဲဆိုတော့ကိုယ့်ရဲ့ဝန်မ်းတွေကို နေရာပေးရမှာအော်ဒါကတော့ကျွမ်းမိသားဖြစ်တဲ့တပတ်ချက်ဝင်ပြီးတော့မှဆွေးနွေးပြပါအောင်ဒါပြောပြပါအောင်သမီးကတော့တိပိသားဖြစ်တဲ့သမီးအနေနဲ့ဒါကိုဘယ်လိုလုပ်ရင်ကောင်းမလဲအဲ့တော့သမီးကိုဒီနေရာမှာနေရာတစ်ခုပေးမယ်ဆိုလို့ရှိရင်သမီးလုံနိုင်သလား အဲ့တော့သူ့ကိုနေရာကောင်းပေးလိုက်တဲ့အချိန်အဲ့ဒီနေရာပေးလိုက်တဲ့အချိန်မှာသူဒီကိုကိုကို proud ဖြစ်လိမ့်မယ်အဲ့တော့ဒီသုံးခုကိုသာကျွန်တော်မဖြစ်မနေလုပ်မယ်ဆိုလို့ရှိရင်တော့ကိုယ့်ရဲ့ဝန်တန်းနေနဲ့ relationship ကောင်းကောင်းတည်ဆောက်နိုင်ပါလိမ့်မယ်အဲ့တော့ခုဒီ video ကြည့်နေတဲ့လုပ်ငန်းရှင်တွေအဲ့ဒီသုံးခုကိုမဖြစ်မနေလုပ်ကြည့်ပါအဲ့တော့ကောင်းတဲ့ result တွေကျွန်တော်ရလာပါလိမ့်မယ် ဒီကြောင်းအရေကနေပြီးတော့မှာခုဒီဗီဒီယိုကြည့်နေတဲ့ကျွန်တော်တို့ငယ်တွေမိတ်ဆွေတွေဒီအကျိုးတစ်စုံတည်းရရလိမ့်မယ်လို့ကျွန်တော်ပြောနေပါတယ်။ကိုတို့အကျိုးတစ်စုံတည်းရရလို့ဆိုလို့ရှိရင်တော့ထုံးစံတိုင်းမဲ့ comment မှာ yes လို့ရေးပြပါအောင်။ဒီဗီဒီယိုစုံထောင်ကြည့်ပြတော့လေးကျေးဇူးများတင်ပါတယ်။ကျွန်တော်တို့ခုညလေးအောင် မှာမြန်မာရှိသောနေ့တွေဖြစ်ပါစေ။